ကဘာလုံးမှာ၃စီးပဲရှိတဲ့ကားပကားနီဘရန်ရဲ့ဈေးကြီးဆုံးကားအဲဒီကားကတော့ပကားနီဆွန်ဒါ AB မာချတာပဲဖြစ်ပါတယ်ပကားနီဆိုတာကတော့ကဘာပေါ်မှာအလှဆုံးကားတွေကိုခန့်တီးအဆိုပြီးနာမည်ကြီးတဲ့အီတလီယန်ကားကုမ္ပဏီတစ်ခုဖြစ်ပါတယ်ပကားနီဆွန်ဒါ AB မာချတာကိုပကားနီကုမ္ပဏီတည်ထောင်သူဟိုရာချီယိုပကားနီရဲ့အသက်60ပြည့်မွေးနေ့နဲ့ပကားနီဆွန်ဒါ series ရဲ့16နှစ်ပြည့်အသေးမှန်အနေနဲ့2019ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်ဆွန်ဒါ series ရဲ့နောက်ဆုံး model လည်းဖြစ်ပါတယ် စွန်တာအိပ်ပြီးပါချက်တာဟာ၃စီးပဲထုတ်လုပ်လာတာဖြစ်ပြီးတော့ဈေးကိုတော့ဟိုရာချီကိုပကားနီကိုတိုင်းပိုင်ဆိုင်ထားပါတယ်။ဘာနာမည်မှာပါတဲ့စွန်တာဆိုတဲ့စကားလုံးဟာအာဂျင်တီးနားနိုင်ငံတောင်တန်းဒေသတွေမှာတိုက်ခတ်တဲ့စွန်တာလေးစီးကြောင့်ကိုညှိနှိုးတာဖြစ်ပါတယ်။စွန်တာစီးရီကိုစတင်ထုတ်လုပ်တဲ့အချိန်တုန်းကဆန်ဂျီယို F1 ဆိုပြီးနာမည်ပေးခဲ့တာပါ။အဲနာမည်ဟာဟိုရာချီကိုပကားနီရဲ့တငယ်ချင်းအာဂျင်တီးနား Formula 1ချန်ပီယံဂျွန်မန်နွယ်ဖန်ဂျီရိုကိုကိုးစားပြုခဲ့တာပါ။ HP ဆိုတာကတော့ community ထောင်သူ Horacio Pagani ရဲ့နာမည်က H နဲ့ P ကိုယူသုံးထားပါပါ။ Bachetan ဆိုတာကတော့ Italian စကားလုံးဖြစ်ပြီးလက်တဲ့ပုတ်လှေငယ်တို့ထည့်ရရပြီးတော့ကားရဲ့အမိုးပွင့်ဒီဇိုင်းကိုဆိုလိုတာဖြစ်ပါတယ်။ကား engine ကတော့ 7.3L Mercedes AMG V12 engine horsepower 889အထိထွက်ပြီးတော့ gear 6ချက်တက်ဆင့်ထားပါရဲ့။ကားဒီစီးလုံးဟာ၄ချိန်1250 kg ပဲရှိပြီးတော့ပေါ်ပါပြီးလှပတဲ့ကားဒီစီးဖြစ်ပါတယ်။ ကားရဲ့တန်ဖိုးဟာဒေါ်လာ17.5မီလီယံရှိပြီးတော့၃စီးပဲထုတ်လုပ်ထားတာကြောင့်အချင်းကြလေးတန်ဖိုးမြင့်နေပါပဲဒီလိုတန်ဖိုးကြီးရဲ့ကားကိုပိုင်ရှင်တွေကလည်းတတိချာချာကိုထိမ့်သိမ့်ထားကြတာပါမြန်မာရဲ့အတိုင်းမှာပဲဇွန်လအပြီဘာချတာတစီက2022ခုနှစ်ခေတ်အီရှန်နိုင်ငံမှာအစည်းအဝေးတစ်ခုဖြစ်ခဲ့ပါတယ်။ကားရဲ့နောက်ဘက်ခြမ်းကတော့တော်တော်လေးကိုပျက်စီးသွားတာပါ။ဒါပေမဲ့ကမ္ဘာကြီးဘက်ကပြန်လည်ပြင်ဆင်ပေးခဲ့လို့အခုဆိုရင်အကောင်းတိုင်းကျဖြစ်နေပါပြီ ပကနီဇွန်ဒါ EB ပါချတာဟာအင်ဂျင်နီယာပညာနဲ့အမှုပညာကိုပေါင်းစပ်ထားတဲ့ကားစီဖြစ်ပြီးတော့ခေါင်းမှာဈေးကြီးဆုံးအရှားပါဆုံးအလှပါဆုံး Hyper Car ရဲ့တစ်စီးဖြစ်ပါတယ်